န်ကောက်ကအခိုက်တန်ညာဒုတိယပိုင်းအခန့်တဲ့အပြေသမားဘန်ကောက်ကစူညံနေနိုးကြားတက်ကြွအသက်ဝင်နေအဲ့မျိုးရဲ့တနေရပန်းညံတစ်ခုမှာကျွန်တော်ပြေးနေဖတ်ပြေးနေရမဟုတ်တလို့ဒဇုံတစ်ခုစီဥတီပြီးပြေးနေရလည်းမဟုတ်ပြန်တက်လုံသာကောင်းမယ်ဆိုရင်ပြေးခြင်းအလေးအကျင့်ဟာလူသားရဲ့ကိုယ်စိတ်နဲ့ဝိညာဉ်ကို တန်မာကြည်လင်ငြိမ်းရေးစေဒါပေမဲ့ဒီအကျိုးကျေးဇူးတွေကြောင့်ပြေးနေရလဲမဟုတ်ရပါဘူးပြေးခြင်းပြီးပြေးနိုင်လို့သာပြေးနေရပါအခန်းနှစ်အချိုးပွဲတညခင်မှာဘန်းတတုံကမုတ်ဆိုင်ကိုသွားပြစ်တယ်တွေ့ဘူးသမျှတယ်မှာတန်းစီရအောင်ဆိုင်တယ်ရောင်းလာကပါမုတ်မီကင်ဂျိုဆန်ရှယ်တန်းစီပြီးစောက်ရတယ်နှစ်တန်းကြာမှာကျွန်တော်တို့အလဲရောက်တယ် ါမုတ်တွေကိုဆိုင်ကလေးမှာပဲမိကင်ပြီးတော့ညှို့ဆန်တယ်နွားနိုးတစ်ခွက်ရဲ့ကလေးမှာတကောင်ပါမုတ်မိကင်ညှို့ဆန်ကြီးခဲ့မှုကဲပါလို့ဒီလေကြာအခန်းတော့ walking for ဒီကနေ့လမ်းလျှောက်ခီးစဉ်ကတော့ ကုတီရင်ဆိုတဲ့ရက်ွက်ကိုပါကုတီရင်ကဘန်ကောက်ရဲ့မတူ क्वे ပြားတဲ့ဘာသာတရားလူမျိုးနဲ့ယဉ်ကျေးမှုတွေရှင်တွဲတည်ရှိရဲ့တမှုထူးခြားတဲ့နေရာတစ်ခုပဲဖြစ်တယ်။ရန်ကုန်ကစမ်းချောင်းလို့ပေါ့လေးလာရေးစမယ်ပဲကြံသေးတယ်။ဖျားဝဲနဲ့တက်တက်တူတာပဲဆိုတော့က walking home မဟုတ်ဘူးအခန်းသုံးဖျားဝဲလှည့်ချင်းဒီပွဲချောင်းတော့ကျုပ်လည်းဘာမှမသိဘူးကိုဘကိုသာဆက်ကြည့်ပြီး နားလဲသလိုစိတ်ထဲခံစားပြီးတော့ဗျာ ခန်းလေးတကယ် walking tour 1969အယုဒယာမြို့တော်ပြတ်တုံးကြီးကြီးဗန်ကောက်နဲ့တုံဘူးရီမှာ time minute အစ်စ်နန်းပြန်တက်တော့သူတို့ရဲ့မင်းမှုတန်းမှတ်တမ်းကောင်းတွေကြောင့်ပေါ်တူဂီလူမျိုးတွေဟာကြောက်ဖရာမြစ်ကမ်းဘေးကလက်ရှိကုတီချင်းလို့ခေါ်တဲ့နေရာမှာအခြေချခွင့်ရခဲ့ကြပါတယ်။ရက်ကွက်ရဲ့ဆက်ဘိန်တစည်းစားပဲကျဲလမ်းသွယ်လေးတွေမှာ စိတ်ဝင်စားစေရာသမိုင်းဝင်နေရာတွေပြရိုက်တွေယဉ်ကျေးမှုအမွေနဲ့အိမ်တွေနဲ့ပြည့်နှက်လို့နေပါတယ်ဒီရက်ွက်တဲမှာထူးခြားချက်ကထိုင်းနိုင်ငံအနှက်ဆိုင်ခွဲပေါင်းမရီမတွက်နိုင်အောင် များလာတဲ့711ကွန်းရဆိုင်တွေတဆိုင်မှဖွင့်လှစ်ထားခြင်းမရှိပါဘူးဘာလုံလုံနဲ့ခြေဦးတဲ့ရလျှောက်သွားရင် ကန်နာလန်းစီရောက်သွားလေရဲ့ ဒီရှင်းအောင်အိမ်ကတော့ဝင်းစာအိမ်လို့ခေါ်တယ်။တမိုင်းကျောင်းတွေတော့ရှာကြည့်ပြီးတယ်မတွေ့။ပြီးတော့ဒီတရုတ်ဘုံကျောင်းလည်းတွေ့ခဲ့ကြည့်ခဲ့။ဘုံကျောင်းကြည့်ခြင်းသာအနုပညာတစ်ခုဆိုကျွန်တော်ဟာဒီအနုပညာရဲ့ဘဘဘုံကလေးတင်အောင်ပဲဖြစ်တယ်။နောက်ဆုံးခန်းရေးတဲ့ VNN လူမျိုးအုံးကြီးရေခဲမှုလုပ်ငန်းရှင်တယောက်နဲ့အညာတရမြန်မာတယောက်ကြောက်ဖရာမြင့်ပေးမှာစုံနိုင်ကြီးတင်ချာနီးရဘလောက်ရှိပါသလဲ။ တက်ဘီညူတာညင်ရတဲ့ ChatGPT ကိုသွားမေးသူ့အဖြေကတန်း90မှာတစ်ကြိမ်ပါတဲ့မဖြစ်နိုင်ကြီး49တန်း9သိန်း9,999ကျိန်ကိုတွေးဖယ်ပြီးတော့သူတို့နှစ်ယောက်ဆုံခဲ့ရတယ်ဆိုပါတော့ချာနီချာနီဟုတ်ကဲ့ကွန်ဖာမ Vietnam. From Vietnam. Nice to meet you.